အဲ့တော့အခုတစ်ခါကတော့ကက်ပီကွန်ပေါ့နော်ကက်ပီကွန်တပားလေးတွေအတွက်ပါအကကက်ပီကွန်တပားလေးတွေလေချိုလိုက်ပါ sorry capricorn ရေရှင်တို့တွေ toxic relationship ထဲမှာမြန်ရောက်နေကြလားအဲ့တော့ဒီဇွန်လလမှာ capricorn သမားလေးတွေက capricorn ဆိုတဲ့အဲဇူရီဆိုင်တဲ့အကြီးစီးပွားရေးနဲ့ပတ်သက်ပြီးတော့ငွေရေးချင်းနဲ့ပတ်သက်ပြီးတော့မှသူတို့တွေကစိတ်ဝင်စားကြတယ်အဲ့လိုမျိုးလို့လို့ကိုလည်းသူတို့တွေကငွေနဲ့ပတ်သက်ပြီးပေါ့နော် ငွေနဲ့ပတ်သက်ပြီးတော့မှငွေရေးချေးနဲ့ပတ်သက်ပြီးတော့မှကေဘီကွန်တမားလေးတွေအလုပ်စီးပွားရေးတခုလုပ်မယ်ဆိုရင်လည်းသူတို့တွေကလုံနိုင်တယ်သူတွေဖြစ်တယ်စီးပွားရေးလုပ်ငန်းထက်ပေါ့နော်သူများရဲ့အလုပ်ထက်စီးပွားရေးကိုပိုင်ကိုတိုင်းစီးပွားရေးငွေရေးချေးနဲ့စပြီးတော့မှအရင်ပြုရတဲ့လုပ်ငန်းတွေကိုသဘောကျတဲ့သူတွေဖြစ်တဲ့အခါကျတော့ တော့ဒီမှာကိုသွားပြီးတော့မှတချို့ကေပီကွန်သမားလေးတွေဒီ9လပိုင်းနဲ့မှသွားပြီးတော့မှ project တွေရင်းနှီးမြှုပ်နှံတာမျိုးအလုပ်တွေပေါ့နော်ကိုရဲ့စီးပွားရေးတွေရင်းနှီးမြှုပ်နှံများမျိုးလေးတွေတွေ့ရတတ်တယ်တတိထားပါတတိထားပါဒီ9လပိုင်းမှာတတိထားပါ အဲ့တော့ကိုကယုံကြည်လို့ယင်းဤမြုံနံလိုက်တဲ့အရာတွေမှာကိုအနေနဲ့မယုံထွက်နိုင်တာမျိုးတွေလည်းရှိတယ်။တတိထားပြီးတော့မှအလုပ်ပါမလုပ်နဲ့လို့မပြောဘူး။စဉ်းစားချင်းချင်းပြီးတော့မှယင်းဤမြုံနံမှာတပြိုင်နဲ့တည်းမှာမိမိတို့ယင်းဤမြုံနံလိုက်တဲ့အရာသည်စီးပွားရေးနဲ့တိုးတက်ရတိုးတက်ကြောင်းအတွက်ကိုပဲယင်းဤမြုံနံပါ။အဲ့တော့အချို့လူတွေကလောင်းကစားလုပ်တာ၊ဂိမ်းကစားတာစသဖြင့်အဲ့အိမ်နဲ့ပတ်သက်ပြီးတော့မှလုံးဝတော်လုံးလို့မရအောင်နော်။ နလာပိုင်းနဲ့မှာသွားလို့လို့မရဘူးတကယ်ကိုမရအောင်အေးလှုပ်လိုက်ပြီးဟေးဆိုရင်အမကိုကအဲ့တန်တရားဝဲကြီးတွေမှာရုံးမထွက်နိုင်အောင်ဖြစ်သွားလိမ့်မယ်ပြီးတော့အဲ့တော့ကိုပဲနောင်တရတတိတသန်းနဲ့ဘဝကြီးမှာအဲ့လိုပဲရလိမ့်မယ်အဲ့တော့ခုနလာပိုင်းနဲ့မှာကက်ပီကွန်သမားလေးတွေအတွက်ငွေပြောရင်ငွေနဲ့လိုက်မယ်ငွေငွေနဲ့ရင်းမယ်ဆိုတဲ့တတိပြတ္တိတွေနဲ့အဲ့လိုမျိုးကြီးထောင်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 းကြီးမလောက်ကြနဲ့ခုနလာပိုင်းနဲ့ပါပေါ့နော် ဲ့တော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မိမိတို့အစဉ်ပြေသမာသမတ်ကြတော့မန်ကန်တော့တိကြတော့နော်ယူသားတော့ဖြောင်းမတ်တော့မြည်တိစီးပွားရေးမဆိုရင်ရင်းနှီးမြုပ်နှံလို့ရတယ်ရင်းနှီးမြုပ်နှံတဲ့နေရာမှာတောင်းပါနဲ့ကိုရင်းနှီးမြုပ်နှံလိုက်တဲ့အရာနော်ကိုရင်းနှီးမြုပ်နှံလိုက်တဲ့အရာဘလို့ဖြစ်စီမျိုးလဲဘသူတွေနဲ့ရင်းနှီးမြုပ်နှံပါလဲဘသူတွေနဲ့အလုပ်လုပ်ပါလဲခဏလာပိုင်းထဲမှာတတိကြီးကြီးလေးထားပေးပါတချို့သူတွေရဲ့အဲချဲထူတာ ထီထိုးတာထီလဲကျုံပေးဘောထီလဲကျုံပေးဘောအာအနောက်ကွာကျော်ချဲနှလုံးလောက်ထီစသဖြင့်အဲ့ဒီလိုမျိုးနဲ့ပတ်သက်ပြီးတော့မလောင်းကစားနော်လောင်းကစားနဲ့ပတ်သက်တဲ့အလုပ်နဲ့ပတ်သက်တဲ့နေရာမျိုးတွေမှာရင်းနှီးမြုပ်နှံလိုက်တဲ့ဆိုရင်အဆင်မပြေဘူးအဆင်ပြေမှုလည်းမတွေ့ရဘူးတပြိုင်နက်တည်းမှာကိုကအဲ့ဒီတန်တရားဝဲကြီးအထဲကနေပြောမှရှုံးမထွက်နိုင်ပဲနဲ့ဖြစ်လိမ့်မယ် ဒါမှမဟုတ်ဆိုလဲကိုရင်းနေရတဲ့သူတွေစီကနေကိုနောက်ကျော်ဓာတ်နဲ့ထိုးခေရတာအလိန်ခံရတာမျိုးတွေတတိထားငွေကြီးနဲ့ပတ်သက်ပြီးတော့အရှင်းဆုံးလေးပြောမယ်ကပီကွန်သမားလေးတွေငွေကြီးနဲ့ပတ်သက်ပြီးတော့မှဒီခုနလပိုင်းနဲ့မှဘလူလူကိုမှယုံကြည်စိတ်ချစွာနဲ့ညက်နယ်လွဲခဲ့ဖြစ် invest မလုပ်နဲ့ဘာကိုမှအဲ့တော့အဲခဏပြောရဲငွေကြီးပဲဖြစ်ဖြစ်ချွေ ဟိုဒီကက်ပီကွန်သမားလေးတွေရဲ့စီးပွားရေးလို့ပြောရရွှေပြောင်းလို့မရတဲ့အရာတွေမြေဝယ်မယ်အိမ်ဝယ်မယ်ကားဝယ်မယ်ခြံဝယ်မယ်တိုက်ဝယ်မယ်ဒီလမှာတတိထားဒီလမှာတတိထားဖြစ်နိုင်မဝယ်နဲ့ဖြစ်နိုင် မရင်းနှီးမြုံနဲ့အဲ့တော့မကောင်းတဲ့လောင်းကစားတွေမလုံနဲ့မကောင်းတဲ့ဟာတွေအကျိုးကိုတွေ့အကျိုးမပေးတာတွေကိုမလုံနဲ့ကက်ပီကွန်သမားလေးတွေတွေ့အဲ့တော့ communication နဲ့ပတ်သက်ပြီးတော့မှလူမှုပေါင်းသက်ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့မှအញ្ញံရှိနေတယ်ဆိုတာမျိုးကိုလည်းတွေ့ရတယ် အဲ့တော့ကိုယ့်ရဲ့ပေါင်းသင်းဆက်ဆံလိုက်တဲ့အရာတွေเนาะကိုယ်ဟာလုပ်တဲ့အရာလေးတွေမှာဆိုရင်ကိုယ်နောက်ကျော်ဒါနဲ့ထိုးသွားမဲ့အခြေအနေလေးတွေတွေ့ရတယ်။ဒါကြောင့်မမီမီတို့အာဒီငွေကြေးနဲ့ပတ်သက်ပြီးရောမှာပေါ့နော်။ငွေကြေးနဲ့ပတ်သက်ပြီးမှာရင်းနှီးမြှုပ်နှံတာမျိုးလေးတွေလည်းရှောင်ပါတိထားပါလုံမယ်ဆိုတော့မဖြစ်မနေလုံရမယ်ဆိုရင်ဒီမှာနေကိုအနေနဲ့အဲ နေကောင်းရတာဒါမှမဟုတ်ရင်ကိုယ်ဆောက်ရှောက်နေတဲ့ဆောက်ရှောက်ပုံကိုယ်တွေကိုတိုင်တယ်တာသူတို့ဆီကလမ်းညွှန်မှုယူတာ guidance ပေးတာစသဖြင့်အဲ့ဒါလေးနဲ့ဆောင်ရင်ဆောင်ရင်လေးနဲ့ပတ်သက်ပြီးတော့မှရှင်နည်းမြုပ်နှံတိုင်းလေးလောက်ပါဒါပေမဲ့ relationship နဲ့ပတ်သက်ပြီးတော့ new relationship လို့ပြောလူမှုရေးပေါ့နော်လူမှုရေးနဲ့ပတ်သက်ပြီးတော့မှ communication ဘိုင်းနေနဲ့ပတ်သက်ပြီးတော့မှပြဿနာလေးရှိပါတယ်တချို့သူလေးတွေအသေးကွဲရတတ်တယ်နော်တချို့သူလေးအသေးကွဲရတတ်တယ်အိမ်အောင်ရှိတဲ့သူလေးတွေအိမ်အောင်နဲ့ပတ်သက်ပြီးတော့သတိထားပါကျမရဲ့အိမ်က ရလေးအကပီကွန်ဆိုတော့သူ့ကိုလည်းတွားပြောရအောင်မယ်ပြီးသွားရင်ဆိုတော့အဲဒီမီရိုရဲ့အသေးလေးကိုတေးချဖက်နှက်ထုတ်ပြန်ထားပါအဲ့တော့အသေးဆိုတာကအကုန်လုံးနဲ့သက်ဆိုင်တယ်နော် relationship တိုင်းနဲ့သက်ဆိုင်တယ်နော်တတိထားရမယ်